တင့်အရင်ကတည်းကစဉ်းစားဘူးလားဘာကြောင့်တချို့လူကြီးကထီပိုကြကြတာလဲပြီးတော့မဖွင့်ခဲ့ဘူးတဲ့လျော့ဘက်ကလစ်တီလည်းရှိတယ် lucky channel ကအမျိုးသားတယောက်ကိုအင်တာဗျူးတော့ပါတယ်သူဟာထိုင်းနိုင်ငံမှာတာမန်အလုသမားတယောက်အနေနဲ့အလုလုကင်ပြီးငားရမ်းထားတဲ့အခန်းငယ်လေးတစ်ခုထဲမှာနေထိုင်သူပါသူဟာထီပိုမို့ကြနိုင်စီဖို့ဤလဲငယ်လေးကိုမျှဝေခဲ့ပါတယ်အလဲကြတိုင်းမှာသူဟာယုံကြည်မှု အရှိဆုံးကနန်းတလုံးကိုပဲရွေးချယ်ပါတယ်။ပြီးရင်အဲ့ဒီကနန်းကိုပဲအမြဲတမ်းကေးပေးပါတယ်။ ဒါကတော့သူ့ကိုထီကြကြလွယ်ကူစွာနဲ့စစ်တဲကြစေတဲ့နီလန်းပဲဖြစ်ပါတယ်။ဥပမာသူကကနန်းတလုံး6ကိုကစားတယ်ဆိုပါစို့ဒီအချိန်ထီထွက်ရင်6 6ထက်တယ်။သူကဖတ်တထောင်ရင်းနှီးမှုရပဲနဲ့ဖတ်3000ထစ်တန်ပြင်ရပါပဲ။ကနန်းတလုံးနဲ့ကိုယုံကြည်မှုထားရုံနဲ့လွယ်လွယ်ကူကူပါပဲ။တခြားကနန်းတွေကိုဂယုစိုက်စရာမလိုပါဘူး။ပတုံတောင်ဆိုတာအနေနဲ့လို့ထင်ရပေမဲ့ပတတောင်ပိုင်းရင်းနှီးတဲ့အလုပ်သမားတယောက်တည်းကတော့ဒါကတဝက်ရက်အလော့အစားပါပဲခနဲမြမ်းမြောက်တော့စောင့်မျိုးနေရမလို့တဲ့အပြင် ခနန်းသုံးလုံးအများကြီးဝယ်စရာလည်းမလိုပါဘူးအချိန်အများကြီးမရှိတဲ့အလုပ်သမားတွေအတွက်ဆိုရင်တော့ယုံကြည်ရတဲ့ခနန်းတစ်လုံးကိုပဲရွေးပါပြီးရင်တော့ဒီလိုဝက်ကလစ်ထဲကမီးတန်းအဲ့ဒီခနန်းကိုပြေးပါ Zeki channel ကိုဆောင်မြောက်ကြည့်ရှုပါ။နောက်ကလစ်မှာတင်ခနန်းတလုံးကစားခြင်းနဲ့ထီဆိုင်ရာလိုဝတ်နီလန်ဒီအသစ်တွေရရှိမှာပါ။ Like, Share နဲ့ Subscribe လုပ်ဖို့လည်းမနစ်ပါနဲ့နော်။ဒီလိုမျိုးဘုသူတာရှိစီရအကြောင်းအရာကောင်းလေးတွေကိုဆက်လက်ဝေမျှပေးသွားမှာမို့လို့ပါ။